ဒါပေမဲ့သိကြတယ်အဲဒီစီကမ်းသွားလို့မရတဲ့ကိစ္စဓာတ်မှန်ရလို့မပေါ်တာကိစ္စတွေရှိတယ်။အဲဒီကိစ္စတွေကြုံလာခဲ့ရင်တော့ကိစ္စတရားနဲ့ကိစ္စပြန်မယ်။ကိုယ်ဘက်ကလည်းကိစ္စမှန်။ဖြစ်နေတဲ့လူဘက်ကလည်းကိစ္စမှန်ပေါ့နော်။အဲ့အမှန်တရားနဲ့ကိစ္စတရားနဲ့ကိစ္စတရားနဲ့ကတာခိုင်းတော့ကိစ္စကိစ္စတရားနဲ့အဲ့တော့မှပေးရှာပေးတာနော်။ ကျွန်တော်တို့ဟိုလာရွယ်တစ်ခုရအသက်ရွယ်တစ်ခုရဒီစကားတွေပြောဖြစ်နေတာပေါ့နော်ကျွန်တော်စူတောင်းမိတာကိုယ်ကျွန်တော်ဒီကတရဏဂုံပဲပေါ့နော်ကျွန်တော်မရှိတော့တရဏဂုံဒီကပေါ့အရေးကြီးဆုံးကကျွန်တော်တို့ဗုဒ္ဓဘာသာဖြစ်တာတရဏဂုံနဲ့ဒီကအဲ့ဒါပဲပေါ့